ဒီဒီနေ့ပြောပြမယ့်အကြောင်းကတော့ဒါမွေအောက်ပဲပေါ့နော်အာတနေရာတနေရာအာခေါ်တာမတူဘူးပေါ့ကိုဘရာလိုက်လို့လို့ခေါ်တယ်သူနေရာမှာဒါဗိုဒိုလိုက်လို့လို့တော့မသိဘူးအဲဒီဟာလေးပါသူကအမျိုးအစားအများကြီးတော့ရှိတယ်ပေါ့နော်သူက session လိုက်ရှိတယ်သူကနေ့လူကကြတော့ကအရီစင်မာလို့ခေါ်တယ်အဲ့အရီစင်မာမှာသူက session လိုက်ရှိတယ်သူရဲ့ session လိုက်မှာသူကဘယ်လို session ပုံစံမျိုးလို့ဆိုတော့အာဒီလိုပုံစံမျိုးပေါ့သူကပင်စီထွက်မယ်ဘယ်တကိုင်းညာတကိုင်း ဒီပတ်မွေးပွင့်။အဲ့လိုပုံစံမျိုးနဲ့ဒီသက်စဲအောက်အောက်မှာဘာဆက်ရှင်လဲဆိုတော့ကျွန်တော်တိချမ်းမသိဘူး။ပြန်ပြီးတော့မှပြင်လေ့လာရမယ်။သူကအမြင့်ပြားအဖြစ်ပင်စီတက်တုပ်ပေါ့။ဘာလို့လို့ပုံစံမျိုးတပောက်လေးတက်တင်ရှိတယ်။အယူအဖြစ်တော့ဟိုကြကြလေးပေါ့နော်။အယူကြကြလေး။အဲပြီးအယူအကပုံမွာပုံစံမျိုးရှိတယ်။အယူအကပုံမွာပုံစံမျိုးရှိတယ်ပေါ့နော်။ဒါတော့အခုဒီမှာညာဘယ်လိုပုံစံမျိုးကြောင်းနဲ့ဆက်ပြီးကြည့်ပါမယ်။တွေ့ရတဲ့ပုံစံအားကြောင့်တော့အတချို့ကဟိုဘယ်လိုပဲအရွက်ထွက်ပြီးတော့မှအခုနည်းနည်းတွေ့တာလည်းရှိတယ်။ ဖြိုးပင်ကတော့လေဟိုအပွင့်တစ်ပွင့်မဲ့ပွင့်တာလည်းရှိတယ်ဘလိုပုံစံမျိုးကွာမလဲဒီအဖိုးပင်မပင်အဲ့လိုပဲကွာမလားဆိုတော့ကျွန်တော်တို့နည်းနည်းပြင်ပြီးတော့လေ့လာကြည့်ရအောင်နော်အခုကတော့ပီစီအရင်တောက်ရောအာကြက်ကောက်ထောက်မဆန်တဲ့ကျွန်တော်ခီးစီမှာတွေးခွင့်ရတဲ့တချို့ဒါအတိုင်းမသိဝမ်းပန်ပြီးတယ်ဘောနော်ကြည့်ပါဦးဒီလိုနှစ်ရွက်အရွက်နှစ်ရွက်ပါအပွင့်ပွင့်နေအမဘီလည်းဖြစ်နေတာပဲ ။ဒါဆိုအဖိုဘီမပင်ကတော့ဘယ်လိုခွဲရမလဲဆိုတော့အရွယ်ကိုကြည့်ပြီးတော့ခွဲလို့မရဘူးဆိုတော့သိကြပါပြီပေါ့နော်။ဒါကတော့အမပင်မှာအဖိုဘီကကျွန်တော်နည်းနည်းလေးကြည့်လိုက်ဘယ်လိုကွာရအဖိုဘီပုံစံမျိုးလဲမသိဘူးပေါ့နော်။ကျွန်တော်အပင်လေးအနေနဲ့စစ်ကြည့်လိုက်တဲ့အခါမှာဆိုကျွန်တော်တိရတော့အဖိုးပင်ကတသေးပပိတ်လေးပေါ့နော်အမပွင့်အားကြတော့ကကြီးကြီးဝဝလေးကိုတွေ့ရပါတယ်။ Okay ကျေးဇူးအများကြီးတင်ပါတယ်။